မင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကံကောမှာတတိပုဂ္ဂလာပြည်သူ့လွတ်တော်မတ်လောင်းစစ်ဘောပြုတ်တန်ဝင်ထိဆောင်သွားသဖြင့်ကျန်းဖို့ပါတီမှာကိုယ်စားလှယ်လောင်းကပြိုင်ဆိုင်မလို့တော့ပဲပြိုင်ပွဲမရှိနိုင်ရ။မကွေးတိုင်းကံကောမြို့နယ်မှာတတိပုဂ္ဂလာပြည်သူ့လွတ်တော်မတ်လောင်းစစ်ဘောပြုတ်တန်ဝင်ထိဆောင်သွားသဖြင့်ကျန်းဖို့ပါတီမတ်လောင်းကပြိုင်ဆိုင်မလို့တော့ပဲပြိုင်ပွဲမရှိနိုင်ရရှိသွားကြောင်းရောလင်းနမကိုရောင်တင်ကပြောတယ်။ နိုဝင်ဘာလ18ရက်နေ့မှာဂျပန်စစ်ကောင်မရှင်ပြိုလောက်မဲ့တွေ့ရရွေးကောက်ပွဲမှာခံကောင်းမြင့်နယ်မှာဝင်းအောင်ရှင်ပြိုင်မဲ့တတိပုဂ္ဂလပြည်သူ့လွှတ်တော်မက်လောင်စစ်ဘိုလ်ပြောင်းတာဝန်မှာနှလုံးသွေးတို့စီချိုးယောဂရေခန်းစားရပြီးကျန်းမာရေးဖောက်ပြန်သိဆုံးသောကြောင့်၎င်းတင်ဆောင်တော်မူကြောင့်ဂျက်ဖုပါတီမှပြည်သူ့လွှတ်တော်မက်လောင်အီဖြူလေမှာပြိုင်စရာလူမရှိတော့သဖြင့်အလိုလိုအနိုင်ရရှိသွားခြင်းဖြစ်ပါတယ်တေဆောင်သားတတိပုဂ္ဂလအမတ်လောင်တန်ဝင်ကစစ်တပ်မှပိုးစင်းတဲ့ထုတ်ပယ်ခံရသူဖြစ်ပြီးစစ်တပ်က အာနာသိမ့်ပြန်နောက်မှာຫນွေဥတော်လေးမှာပေါဝင်လှူရှာသူတွေတော်လေးတဖွဲ့တဲ့သတင်းချက်လက်တွေကိုစစ်တပ်ထံစုံစမ်းပေးပို့နေသူဖြစ်ကြောင်းသိရတယ်။၎င်းကမြန်မြို့နယ်ကိုင်းတုံးမှာကြေရစာတိဖြစ်ပြီးလက်ရှိမှာကံကောမြို့မှတ်တီရေပေါ်ရက်ကွက်မှာနေထိုင်သူဖြစ်ကြောင်းကံကောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်စင်းတွင်တာက၎င်း၏ပြိုင်ဘက်မှာစစ်ဖွဲ့ပါတီမှဤပြုံလင်းဖြစ်ကြောင်းသိရတယ်။ အလားတူကျန်းမာပါတီမှာကံကောင်းမြွနဲ့မကွေးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောက်ပြေဝရောက်ရှင်ပြိုင်တဲ့ဇော်ထုံးကလည်းနိုင်မရှိနိုင်ရတူနိုင်ရရှိထားသူဖြစ်ကြောင်းသိရပါတယ်။ကံကောင်းမြွနဲ့ကစစ်ကောင်စီကပြုလုပ်မဲ့တွေ့ရုံရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်ပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ဇလပီမြိတ်တွယ်မက်ရှိပြောင်စုလမ်းမှာတိုက်ပွဲတွေနေစဉ်ဖြစ်ပွားနေပြီးလမ်းပိန်နေစစ်တပ်ကပလောင်မျိုးတင်ပိုက်ခဲရမီကိုကြောက်လန့်ပြီးပြစ်ခတ်မှုတွေလုပ်နေတနင်္သာရီတိုင်းမိတ်တဝဲအမှန်ရှိပြောင်စုလမ်းပိုင်းမှာတိုက်ပွဲတွေနေစဉ်ဖြစ်ပွားနေလမ်းပိုက်နေပိတ်ဆို့နေကစစ်တပ်ကပလောင်မျိုးတင်ပိုက်ခဲရမီကိုကြောက်လန့်ပြီးလက်နက်ကြီးဒရုန်းတွေနဲ့နေစဉ်ပြစ်ခတ်နေကြောင်းဒေသပြည်သူတွေနဲ့တော်လိုင်းသတင်းမြစ်ကပြောပါရယ် နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးကျန်းဖက်စစ်တပ်ကမိတ်တဝဲအမှတ်ရှိပြည်သူ့လမ်းမိုက်ကိုပြန်လည်ထိန်းချုပ်နိုင်စစ်ကြောင်းတွေထုံနေပြီးတိုက်ပွဲနေစဉ်ဖြစ်ပွားကလမ်းမိုက်တွေပိတ်ဆို့နေခြင်းဖြစ်တဲ့လက်ရှိချိန်မှာမိတ်တဝဲအမှတ်ရှိပြည်သူ့လမ်းပိုင်ရှင်မီးလောင်ချောင်းရွာမကြီးကုံရွာဆင်ထိုးရွာနဲ့၆၆ရွာတို့မှာကုန်ကားတွေနဲ့ခီးသွွားပြည်သွေးပိတ်မိနေခြင်းဖြစ်တဲ့တို့ပြေကျန်းဖက်စစ်တပ်ကပလောင်မြို့ကိုတော်လိုက်တဖွဲ့တွေလောက်တိုက်ခိုက်မိကိုဆိုရင်အကြောင်းမြို့ပတ်ပတ်လေမှာစစ်ကြောင်းတွေဖြန့်တာကလမ်းနဲ့ဂျီဒရုန်းတွေနဲ့နေစဉ်ရန်တပ်ပစ်ခတ်မှုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ် ပြာစုလန်ပိုင်းမှာတိုက်ပွဲကတော့ခဏခဏဖြစ်နေတော့ရှောင်းနှခင်ထပြီးဖြစ်နေခါသာတိုက်ပွဲကတပွဲပဲမှာပို့ပြီးတော့ပြင်းထန်တယ်။ဘူးလုံးမှာကျတော့နေ့တိုင်းနှီးပါပဲ။သင်္ကန်းတော့ရတယ်မှာစစ်ခွေတွေကရှိရဲသူတို့ရောက်တိုင်းနေရာတိုင်းမှာအိမ်တွေမီးတင်ရှို့ပြီးတော့နေနေတာ။စစ်ခွေတွေကဘယ်ကလာဖြစ်တာလဲတော့ရှိတယ်။ပလောင်မြို့မြို့သိမ်းခဲအားမှာကြောက်လန့်နေကြလို့ဒေသတွင်တော်လိုင်းသတင်းမြစ်တွေကပြောပါရယ်။တို့တို့တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်မိတ်ပူလောပလောက်တဲ့အချောင်းတဝဲလမ်းပိုက်တခြားပိတ်ဆို့နေခြင်းဖြစ်ပြီးပြည်သူတွေအနေနဲ့အမှတ်ရှိပြောင်းစုလမ်းပိုက်ကိုခီးတော်လာခြင်းမပြုလုပ်ကြရင်တော်လိုင်းအရာတွေကအသိပေးပြောဆိုတယ်။ ဆက်လက်ပြီးနမောင်မြို့နယ်စက်တောက်တွင်ရာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေနဲ့ဘုံကျဲမှုပြည်သူ၃သေဆုံးမကွေးတိုင်းနမောင်မြို့နယ်စက်တောက်တွင်ရာကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃သေဆုံးခဲ့ကြောင်း People Defense Organization နဲ့မှတာဝန်ရှိသူကပြောပါရယ်နိုဝင်ဘာလ18ရက်နေ့မနက်၈နာရီကျော်ခန့်မှာနမောင်မြို့နယ်စက်တောက်တွင်ရာကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျက်ဖိုင်တာနဲ့ပုံလုံးလုံးကျဲကျတိုက်ခိုက်ခဲ့ပါရယ်အကြပ်ဖက်စစ်တဲ့ပုံစံတိုက်ခိုက်မှုတွေပြည်သူ၃သေဆုံးပြီးပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်နေနေပြသခဲ့ကြောင်းသိရပါတယ်။ ။နမောက်မြို့နယ်နောက်ဖက်ကျန်းကကြက်တောက်တွင်ကြာကိုစစ်ကိုတွေကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲမနက်၈နာရီကျော်မှမိတိလာလေးတက်ကနေတန်တန်ကြက်ဖိုက်တာကဘုံနှလုံးကျဲစားတိုက်ခိုက်သွားပြည်သူ၃သေဆုံးပြီးဆဲဦးထိခိုက်တဲ့အရလို့ People Defense Organization နမောက်တောင်ရှိသူကပြောပါတယ်။ ဆက်လက်ပြီးမော်မြွနယ်သားစီရဲစကန်ဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ကတိုက်ခိုက်သေးဆုံးမှုရှိစကိုင်းနိုင်မော်မြွနယ်သားစီရဲစကန်ဝင်ရောက်တိုက်ခိုက်စစ်တပ်ကတိုက်ခိုက်သေးဆုံးမှုရှိကြောင်းဘူးတလင်မြွနယ်တပ်ပေါင်းစုစစ်ကြောင်းမှုကိုချက်ကလေးကပြောရယ်ရှင်နေနိုဝင်ဘာလ18ရက်နေ့မနက်9နာရီခန့်မှာမော်ရမြွနယ်သားစီရဲစကန်ကိုတော်လိုက်တဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကတိုက်ခိုက်တင်ဆောင်မှုရှိပြီးရေတပ်ကိုတိုက်ပြနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဒေါ်လင်းရဲဘော်တွေပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရတယ် မနက်9:00နာရီလောက်မှာမောရနယ်ထဲမှာရဲသားစီယာရဲစခန်းကိုကျွန်တော်တို့လည်းရဲဘော်တွေဝေရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲကြာချိန်ကမိနစ်30လောက်ပဲကြာတယ်။စစ်ခွေးတွေထိခိုက်ရှိရရေတွက်တိကျကတော့ကျွန်တော်တို့ဒီမပြိုနိုင်သေးဘူးလို့ဘုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှစစ်ကြောင်းမှကိုချက်ကလေးကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့တို့မမိတ်တဖွဲ့တွေကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီးဒွလင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆလဘီမြန်မြွနယ်တင်းစစ်ကြောင်းထိုးနေ၍ထွက်ပြေးတိမ်းရှောင်နေရ62နှစ်ရွယ်အသက်62နှစ်ရွယ်တကြီးရွယ်3အေးမီဘီတိတ်ဆုံး မကွေးတိုင်းမြမျိုးနယ်အတွင်းဂျက်ဖက်စစ်တပ်စစ်ကြောင်းထုံးနယ်ထွက်ပြေးတိမ်းရှောင်နေရ62နှစ်ကနေ62နှစ်ရဲ့တက်ကြီးရဲအုံအေးမိပြီးတိတ်ဆုံးခဲ့ကြောင်းဝီလက်မြိုင်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလတနင်္ဂနွေကစတင်ပခုတ်ကူတမတရတိတ်ကထွက်လာတဲ့ဂျက်ဖက်စစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်တင်ရှိကြရတွေကိုစစ်ကြောင်းထုံရောက်လာပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှာမြမျိုးနယ်တောင်ပိုင်းမြမျိုးနယ်နောက်တောင်ပိုင်းရှိစစ်မှုတွေကိုရောက်ရှိလာခဲ့ပါတယ်။အဆိုပါဂျက်ဖက်စစ်တပ်စစ်ကြောင်းထုံရောက်လာကြောင်းမြမျိုးနယ်တောင်ပိုင်းနောက်တောင်ပိုင်းနဲ့နောက်ပိုင်းရှိကြရတွေမှာတောင်းနဲ့ရှိတော်ပြည်သူတွေဘေးလွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ထို့အပြင်ဂျပန်စစ်တပ်စစ်သားပြည်သူဝိုင်ပစ္စည်းကိုဂိုးယူခြင်းပြည်သူဝိုင်နေနေကိုမိရှုဖျက်ဆီးခြင်းပြည်သူတွေကိုတစားကန်ပြစ်ဖန်ဆီးတပြက်ခြင်းနဲ့ကျူးလွန်နေကြောင်းသိရရတယ်။ထို့သောစစ်ကြောင်းထုံးနေပြီးထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာနိုဝင်ဘာလ19ရက်နေ့ညပိုင်းမှာမြန်မြွန်းနယ်နောက်ပိုင်းကနေ62နှစ်ရွယ်ဖို့တော်နိုဝင်ဘာလ16နှစ်ညပိုင်းမှာမြန်မြွန်းနယ်နောက်ပိုင်းက60နှစ်ရွယ်ဖို့တော်နဲ့နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းမှာမြန်မြွန်းနယ်နောက်ပိုင်းမှာ62နှစ်ရွယ်ဖို့တော်အေးမီပီတည်ဆောင်းခဲ့တယ်။ ။အညာဆောင်ရာသီဥက္ကလူငယ်လူရွယ်အတွက်ပြဿနာမရှိပေမဲ့အင်အားကြီးနဲ့တကြီးရွယ်ဝင်တဲ့ကလေးငယ်တွေအတွက်တော့အင်မတန်မှကိုအနည်းအများလွန်လာပါတယ်။ဒါကြောင့်ညာဒေသနေနဲ့ရက်ကပြည်သူတွေအားလုံးမိမိတို့ဒေသကိုစစ်ကြောင်းလိုက်တိန်းဆောင်ပါကအညာဆောင်ရဲ့ရာသီဥထုကိုအန်တုနိုင်မဲ့အနှွေးထည်တွေအနှွေးဆောင်တွေကိုမမေ့မလျော့ယူဆောင်ကြဖို့အတိပေးလွယ်လို့ We Love မြိုင်ဖွဲ့တော်ရှိသူကပြောတယ်။ လက်ရှိချိန်မှာသက်ဆိုင်ရာဒေသတွင်ကာကွယ်ရေးဖွဲ့စည်းများနေဖြင့်ဒေသတွင်စစ်ကြောင်းလာမဲ့တဲ့ရင်ရပါက ပြည်သူ့ရဲ့လိုအပ်မှုတွေပြင်ဆင်ထားနိုင်ရန်ကျွတ်တင်ညင်ချောင်းပွေလှုပ်ဆောင်ကြမြစ်တန်ရက်ခတ်ကြောင်းဝီလက်မြိုင်ဖွဲ့တောင်းရှိသူကပြောပါရယ်။ဆလဘီတာစီယာရက်စကတ်အတော်လိုင်းတဲ့တိုက်ခိုက်မှုကြောင့်ရဲနဲ့စစ်သားတွေထိခိုက်ဒိဆုံနိုင်။သခိုင်းနိုင်မော်မြို့နယ်ကတာစီယာရက်စကတ်ကာကွယ်ပူပေါတပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဘူးဒလမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းတောင်းရှိသူကပြောရယ်။နိုဝင်ဘာလ18ရက်နေ့မနက်9:00ခန်းကတာစီယာရက်စကတ် စက္ကန်စီယိုနဲ့မီတာ90လောက်ကွာကနေလက်နက်ငယ်နဲ့တောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်သိဆုံးမှုရှိပေမဲ့အရေးအတွက်တိကျကြတော့မသိရသေးဘူးလို့ဆိုတဲ့အပြန်အလှန်ထိတွေ့ချိန်ကနိုင်ဝက်လောက်ပဲကြာပါတယ် အနည်းကတော့ပြစ်တာဆိုထိခိုက်တိုက်ဆုံမှုတော့ရှိနိုင်တယ်စကန်နဲ့ဆိုတော့စကန်နဲ့တိတ်လို့ရအခြေအနေမျိုးမဟုတ်တော့ဘလောက်ထိခိုက်တယ်။ဘာညာကျွန်တော်တို့အတိအကျမသိအောင်ဆက်လက်စုံစမ်းဆဲပါပဲ။ဒါစီရဲစကန်ကိုတော့ပြစ်ခတ်ဖို့အချိန်ရလောက်ယူခဲ့ရပြီးဘူးတလင်မျိုးနဲ့တက်ပေါ်စုစစ်ကြောင်းနဲ့မဟာမိတ်တွေပူပေါင်းကရဲစကန်နဲ့စစ်ကော်မရှင်တပ်သားရဲ့လူဝင်အားချိနဲ့နေချင်းအလင်းငိုက်ဝေရောက်တိုက်ခိုက်ခဲ့ရလို့ပြောပါတယ်။ဆလဘီစားတော့မကောင်းလို့ဆိုပြီးစကားမြန်ရန်ဖြစ်ရကမြန်မာမျိုးသမီးတို့မလေးရှားမှာဓာတ်ထိုးတက်ခရတန်ရက်တရခန့်ဖြစ်မြန်မာတို့ဖန်ခရမလေးရှားနိုင်ငံပြည်နယ်ပြည်နယ် login bucket ဂျာရာကထိုင်းစားတောက်ဆိုင်တစ်ခုမှာပြီးခဲ့နိုဝင်ဘာလ16ရက်ညကစားတောက်မကောင်းလို့ဆိုပြီးချင်းချင်းစကားမြန်ရန်ဖြစ်ရကမြန်မာမျိုးသမီးစပို့မှုတယောက်ဓာတ်ထုတ်ခံပြီးတိတ်ဆုံးခဲ့ကြောင်းမလေးရှားသတင်းမှာဖော်ပြတယ်ညကုန်းနိုင်ငံကဖြစ်ပေါ်ခဲ့ဒီဖြစ်ရမှာတိတ်ဆုံးသူမျိုးသမီးရဲ့ခင်မုန်းဖြစ်သူနဲ့သူ့ရဲ့တရားရှိတယောက်လည်းတရားရရှိပြီးသူတို့ကလည်းမြန်မာနိုင်ငံသားတွေဖြစ်ကြပါဗျ။တရားရှိသူနဲ့မိစေတချို့အဆိုပါစားတောက်ဆိုင်မှာတောက်စားတောက်ခဲ့ကြပေမဲ့စားတောက်ရည်သွေးကိုမကျေနပ်ခဲ့ကြပဲအသက်40ကျော်ရဲ့တိတ်ဆုံးသူနဲ့သူမရဲ့ခင်မုန်းဖြစ်သူနဲ့စကားမျှဝေဖြစ်ခဲ့ကြောင်း တေဆောင်းသူမျိုးသမီးကအဲ့လူတွေကိုဆိုင်ကနေထွက်သွားဖို့ပြောခဲ့ကြောင်းသိရတယ်အိုင်နော်တန်တရားရှိသူဟာသူ့ရဲ့ကိုကိုဖုန်းခေါ်ပြီးစားတောက်ဆိုင်သို့ပြန်လာကဆိုမမျိုးသမီးစပုံမှုကိုဒါနဲ့တိုးတက်ခဲ့ကြောင်းသိရတယ်။ပြည်နယ်ပြည်နယ်ရဲချုပ်ကဖြစ်ရက်ကိုတီးပြုတ်ခဲ့ပြီးတန်တရားရှိသူနဲ့သူ့ရဲ့အကိုအပါအဝင်မြန်မာမျိုးတော်တော်ကိုဖမ်းဆီးထားကြောင်းပြောကြားခဲ့ပါတယ်။တန်တရားရှိသူအရင်ဖြစ်ချိန်မှာရက်မှုနယ်လို့ယုံကြည်ရတဲ့ဒီကိစ္စလို့တမ်းမှုတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်3နှစ်စစ်ဆေးနေလို့ရဲချုပ်ကပြောကြားခဲ့ပြီးဒဏ်ရာရသူတွေကိုရောဆင်းကိုပို့ဆောင်ထားကြောင်းပြောဆိုခဲ့ပါတယ်။ နားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။